အင်အားပြင်းခံလေးကြောင့်ပြည်လဲဖြေဆိုရမယ့်တက္ကသိုလ်ဝင်စာမေးပွဲတွင်ဖြေဆိုမဲ့ကျောင်းသားကျောင်းသူပေါင်း64ရာခိုင်နှုန်းရှိကြောင်းသိရပါသည်။မေလ9ရက်နေ့ကမြို့သားလုံးချုပ်ရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်နှင့်ပြည်တော်စိုးဝင်ကြီးဗိုလ်ချုပ်ကြီးမိုးအောင်ဟာတာဝန်ရှိသူများနဲ့အတူ မန္တလေးတိုင်းဒေသကြီးကျောက်ဆယ်မြို့အမှတ်3အခြေခံပညာထက်တန်းကျောင်းနှင့်အမှတ်2အခြေခံပညာထက်တန်းကျောင်းစေကိုင်းမြို့အခြေခံပညာထက်တန်းကျောင်းချမ်းရည်သာဆန်မြို့အမှတ်16အခြေခံပညာထက်တန်းကျောင်းနှင့်အမှတ်3အခြေခံပညာထက်တန်းကျောင်းတို့မှစကန်သွင်းတင်ကြားလေ့ကျင့်နေတဲ့တက္ကသိုလ်ပါမောက္ခဆရာဆရာမများနှင့်အခြေခံပညာဆရာဆရာမများ2025ခုနှစ်တက္ကသိုလ်ဝင်ဆောင်မြွေပြည့်လည်ပြေဆိုမဲ့ကျောင်းသားကျောင်းသူများအားတွေ့ဆုံခဲ့ကြောင်းသိရပါသည် တွေ့ဆုံစဉ်ပြည်တော်စုဝင်ကြီးကငလင်ဘေးတံဟာမြို့သူများမျှော်လင့်မထားတဲ့တဘာဝဘေးအနေကြီးတစ်ခုဖြစ်ကြောင်းအဲ့ဒီအချိန်မှာယုံထပြီးစတဲ့ငန်းတဲသို့ရောက်ရှိလာတဲ့ကျောင်းသားကျောက်သူများရဲ့စိတ်တည်းယုံကြည်ချက်မိဘများရဲ့ဖေးမအားပေးမှုဆရာဆရာမများရဲ့အားကျိုးမတ်တပ်တင်ပြတုံ့တင်မှုနဲ့တနိဒာကြီးအစိုးရအဖွဲ့တာဝန်ရှိသူများရဲ့စနစ်တကျစီမံဆောင်ရွက်ပေးမှုတို့ကိုအတိမတ်ပြုချီးကျူးကြောင်း အဲ့ဒီလိုစိတ်တက်များဖြင့်ကြုံတွေ့လာတဲ့အခက်အခဲများကိုရင်ဆိုင်ကြုံလာကြမဲ့ကျောင်းသားကျောင်းသူများအနေနဲ့ဂရိတ်တွဲဆောင်မေပွဲကြီးကိုအောင်မြင်စွာဖြေဆိုပြီးမြောက်လိမ့်မယ်လို့ယုံကြည်ကြောင်းအိုင်ဘီနဲ့လူမျိုးအမျိုးပါသတနာအတွက်အကျိုးပြုမဲ့အနာဂတ်ခေါင်းဆောင်များဖြစ်လာမယ်လို့ယုံကြည်ကြောင်းပြောကြားပါဗျ။အဲ့ဒီနောက်ပြည်တော်စုဝင်ကြီးနဲ့ဖွဲဟာတောင်းသားကျောင်းသူများစိတ်ချမ်းမြေ့စွာ နေထိုင်တင်ကြားလေ့ကျင့်နိုင်ရေးစောက်တော့ရေးနဲ့ကျန်းမာရေးကိုဂရုပြုဆောင်ရွက်ရေး ကျောင်းသားကျောင်းသူများရှာနှုံးပြေစခန်းသွင်းဝင်ရောက်ရင်းဆရာဆရာမများနဲ့အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများကစနစ်တကျကြီးကျက်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရင်းနဲ့စမီဝဲပြန်လဲဖြည့်ဆို့မဲ့သူ94ရာခိုင်နှုန်းထိရှိတာကိုသိရပြီးကြန့်ရှိတဲ့600ရာခိုင်နှုန်းကိုလည်းစမီဝဲဖြည့်ဆို့နိုင်ရင်းဖြည့်ဆည်းဆောင်ရွက်ပေးရန်ပြောကြားခဲ့ပါတယ်။